မင်္ဂလာပါရှင်မစ္စနာမေကတော့မစ္စုမြန်နိုင်ဖြစ်ပါရဲ့ရှင်မစ္စနာချာပီစကူမှာတာဝန်ထမ်းဆောင်ခဲ့တာတနှစ်နဲ့6လရှိခဲ့ပြီပါပြီရှင် ကလေးတွေကတော့တယောက်နဲ့တယောက်နဲ့တော့မတူဘောနော်။အော် miss နဲ့ရှိတဲ့အခါမှာလည်းသူတို့အိမ်မှာရှိတဲ့အခါနဲ့ဆိုတော့မတူဘူးပေါ့။တချို့ကလေးတွေကလည်း miss ရဲ့အာဇကားကိုအရန်နားထောင်ခြင်းနဲ့ miss ရဲ့ရှေ့မှာဆိုလို့ရှိရင်အကောင်းမြင်တာကိုပဲခံခြင်းနဲ့အာတချို့ကလေးတွေကြတော့လည်း miss ရဲ့ attention ကိုရခြင်းလို့အော် behavior လေး changes ပြောင်းလဲပြတာမျိုးတွေငိုပြီးတော့ attention ယူပေးတာမျိုးတွေငငယ်လေးနေပြီးတော့ attention ယူမေးတာမျိုးယူပေးတာမျိုးလေးရှိရပါတော့အာအဓိကကတော့ကလေးတွေအားလုံးကဆီယမားတွေနဲ့တူရှိတဲ့အခါမှာဆိုရှင်ဆီယမားတွေရဲ့ဂိူးဆိုင်မှုခံခြင်းနဲ့ တယောက်နဲ့တယောက်ဆရာမကြီးမြင်အောင်လုပ်တဲ့အပြုမူတွေကတော့မတူဘူးပေါ့နော်အတိုင်းမသိဝန်သာ PDF ရရယ်ပေါ့နော်အော်ဒီပြီးခဲ့တဲ့စာသင်နှစ်မှာဆိုလို့ရှိရင် Miss ပြုစုပြုထောင်ပေးလိုက်လို့ graduation ဘွဲမှာဘွဲတက်ယူရတဲ့ကလေးတွေများလာရှိရယ်ပေါ့နော်အော်ကလေးတွေဘွဲယူတွေအောင်မြင်ရတဲ့အချိန်မှာဆိုလို့ရှိရင် Miss ကအာ ကလေးရဲ့မိခင်တယောက်လို့ခံစားရရပေါ့နော်ကိုသားသမီးတယောက်အဘွဲယူနေတယ်လို့မျိုးမျက်လုံးထဲမှာမြင်အောင်နေပြီလို့ရှိရင်သူတို့လေးတွေကဗတ်ဆောင်ဖွံ့ဖြိုးတိုးတက်သွားပြီးတော့အတဖြည်းဖြည်းအရွယ်ရောက်ပြီးတော့ចောင်းကြီးပြောင်းသွားတာကိုမြင်ရတဲ့အတွက်လည်းမစ်စီရင်ထဲမှာအယံ PT1 သာဖြစ်ရတယ်သူတို့လေးတွေကိုဒီလောက်ထိ ိုးတက်လာအောင်လို့ပြုစုပြုထောင်ပေးလိုက်ရတဲ့အတွက်လည်းကိုကိုကလည်းအရန်ကိုယူမိရပေါ့နော်မစ္စတာနာချာချောင်းကအာခုလိုမျိုးပြုစုပြုထောင်ပေးနေတာတကယ်တော့အကျိုးရှိပါတယ်။ဘာကြောင့်လဲဆိုတော့မစ္စတာပညာရှင်ကိုကိုရဲ့တီအိုရီကိုလည်းလက်တွေ့အသုံးချပြီးတော့သင်ကြားပေးတယ်။ပြီးတော့ကလေးတွေအားလုံးကိုဗတ်ဆောင်ဖွံ့ဖြိုးမှုတိုးတက်မှုတွေနဲ့အညီဘယ်ဖွံ့ဖြိုးမှုကိုမှမလစ်လတ်အောင်လို့မစ္စတာအားလုံးကလည်းအဆက်ဆက်ရဂီးဆိုင်ပြီးတော့ကလေးတွေပြုစုပြုထောင်ပေးရတဲ့အတွက်ကြောင့်မို့နာအောင်နာကတ်မှာကလေးတွေဒီလည်းအနာကတ်ခေါင်းဆောင်တွေအဖြစ်နဲ့အာ ခွေမျိုးတွတ်တက်လာမယ်ဆိုတာကို Miss ကယုံကြည်ရပေါ့နော်။အာလက်တန်လောမှာ Miss အနေနဲ့ကြုံတွေ့ရတဲ့အထဲမှာအဖြစ်ပြမှာဆိုလို့ရှိရင်တော့ PY semester တစ်လျှောက်လုံးမှာပေါ့နော်။အော်ကလေးတွေအားလုံးနဲ့ Miss က PKG အတန်းကိုကာရတာဖြစ်တဲ့အတွက်ကြောင့်မို့ကလေးတွေအားလုံးတော့ Miss က graduation ပွဲမှာပဲနှုတ်ဆက်ခဲ့ရတယ်ပေါ့နော်။ဒါလေးက Mr. အမှတ်တရလေးတစ်ခုပေါ့နော်။ဒါပေမဲ့အဲ့ဒီအမှတ်တရလေးကနေပဲပြန်ပြီးစဉ်းစားလိုက်မယ်ဆိုလို့ရှိရင် Miss ရဲ့ကလေးတွေအားလုံးဒီအာဘတ်စုံခွေမျိုးတွတ်တက်ပြီးသွားပြီးတော့အာအကြောင်းကြီးပြောင်းသွားကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျင်းက်ပီတိမှုလည်းခံစားရတယ်ခလေးတွေတိုးတက်မှုကိုလည်းမြင်တဲ့အတွက်နောက်လာမယ့်ခလေးတွေကိုလည်းအာဒီ အခုပြုစုပြောင်းပေးလိုက်တဲ့ကလေးတွေထပ်ပို့ပြီးတော့အစများစွာတိုးတက်အောင်လို့ဆက်လက်ပြီးတော့ပြုစုပြောင်းသွားမယ်လို့ခင်ထားရရှင်။မင်းရှိုးကလေးလတက်ခါဆမက်စတာတစ်ခုလုပ်တယ်ပေါ့နော်။ဆမက်စတာတစ်ခုမလုပ်ခင်မှာလည်းတလတစ်ခါကိုမင်းရှိုးကကလေးတွေရဲ့အကြောင်းတွေကို progress တွေရေးရတယ်ပေါ့နော်။တိုးတက်မှုမှတ်တမ်းတွေကိုရေးတဲ့အခါတိုင်းကလေးကဒီကလေးကအရင်လားတော့ social ဘိုင်းမှာကလေးလေးကအားနည်းနေတယ်။အဲ development ဖြစ်ဖို့လိုသေးရဲ့ဒီလမှာတော့ social ဘိုင်းတိုးတက်သွားပြီ။အဲ့လိုတိုးတက်အောင်လို့ miss အနေနဲ့အာအများကြီးပမိုးပေးလိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့ miss လည်းဂုံလီဝမ်းတာပီတိဖြစ်ကြတယ်။ကလေးလေးအတွက်လည်းဒီတစ်ခေါက်မှာဖွံ့ဖြိုး ှု6ရက်တည်းမှာဆိုလို့ရှိရင် social ပိုင်းကိုတည်တည်တာတိုးတက်သွားရင်နောက်ထပ်လတွေမှာဆိုလို့ရှိရင်လည်းနောက်ထပ်ဖွံ့ဖြိုးမှုတွေကိုဆက်ပြီးတော့တိုးတက်အောင်အာကလေးနေနဲ့လည်းကြိုးစားသွားလို့ရရတဲ့အတွက်ကြောင့်မလို့ miss အနေနဲ့ဆက်လက်ပြီးတော့ကလေးတွေကိုဖွံ့ဖြိုးတိုးတက်အောင်လို့စောင့်ရတော့မှာဖြစ်ပါရဲ့ရှင်။အော် miss အနေနဲ့ miss နာချပီးစကွဲဆောင်ဖို့ကူကဂယူဆိုင်တာနာချပေါ့နော်မိဘတိုင်းမိဘတိုင်းကစိတ်ပူကြတာတာသမီးတို့သားသမီးကိုဂယူဆိုင်လာမိဘတွေကအချင်းပြေးလာလဲကြည့်လို့မရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာကလေးတွေကိုသူတို့ဂယူဆိုင်ပေးရလားဆိုတော့စိတ်ပူမှုတွေအများဆုံးတွေ့ရတယ်ပေါ့နော်သူတို့ကလေးငူငူနေလို့ရှိရင်မိဘတွေကမထားခဲ့ခြင်းဘူးပေါ့နော်အဲ့လိုတွေ့ရတဲ့အခါမှာဆိုလို့ရှိရင်မစ္စရိုကနေမှအာမစ္စရိုဖတ်ရှုထားတဲ့စာအုပ်တွေပညာရှင်တွေရဲ့နီးလန်းတွေရပြန်ပြီးတော့ရှင်းပြရဲတောင်းပါလေဒီကလေးကိုအာကျောင်းနဲ့ရင်းနှီးမှုရှိအောင်ပြီးလို့ရှိရင်ကျောင်းပြည့်ပတ်ဝန်းကျင်ကကလေးနေထိုင်တဲ့မိသားစုပတ်ဝန်းကျင်နဲ့အရန် န်မစိမ့်နေအောင်မီရှိုဝါနေထွေးလုံခြုံမှုတွေရောဘေကင်းစိတ်ချမှုတွေရောချစ်ချင်းမေတ္တာတွေရောအပြည့်ဝပေးရဇွဲအချောင်းတွေကိုမိဘကိုပြန်ပြီးတော့ sharing လုပ်ပေးတဲ့အတွက်ကြောင့်မိဘအနေနဲ့စိုးရိမ်မှုပတ်မှုတွေအာ100%မှာထောက်ဝက်နေပါလောက်ရောကြသွားရပေါ့နော် ဟုတ်ရှိပါရဲ့ရှင်မင်းစီရဲ့ခလေးလေးတရားပေါ့နော်မင်းစီအခန်းအောင်ကြောက်လာတဲ့ခလေးလေးတရားပေါ့နော်အဲ့ဒီခလေးကဆိုလို့ရှင်ចောင်းစားရောက်တော့ကဆိုလို့ရှင်အရန်ကိုအဲ behavior ကအာ development ဖြစ်ဖို့အရန်ကိုလိုအပ်သေးတယ်ပေါ့နော်သူရဲ့ behavior ကကြီးကြီးကောက်ပေါက်တယ်ပြီးလို့ရှင်အာအခန်းထဲတငယ်ချင်းတွေနဲ့လည်း fighting ပလေးကြရယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တဲ့ခလေးပေါ့နော်ဒါပေမဲ့ miss ကအဲဒီအတန်းကိုစကင်လိုက်တဲ့အခါမှာဆိုလို့ရှင်အဲ့ဒီခလေးကိုပထမဆုံးတွေ့တဲ့အချိန်မှာဒီခလေးရဲ့စိတ်ပိုင်းဆိုင်ရာဒီအရန်ကိုနူးညံ့ပြီးတော့ကျင်နာတတ်တဲ့ခလေးဖြစ်တယ်ဆိုတာကိုတွေ့ရှိခဲ့ရတယ်သူရဲ့စိတ်ထဲအရင်းခံထဲမှာ ြစ်ပေါ်နေတဲ့အကျဉ်းသားမှုတွေနျူထရီမှုတွေကိုဖော်ထုတ်ပေးမယ်ပြီးလို့ရှိရင်ဒီကလေးတွေမှာဖြစ်ပေါ်နေတဲ့ရိုင်းစံတဲ့စိတ်ကိုမစ်ကပြအောင်လုပ်ပေးမယ်အပြုစုပြုထောင်မှုအတွက်ဆိုပြီးတော့မစ်ကအရင်ဆုံးအာပညာရှင်တီပညာရှင်တွေရဲ့ theory နီးလန်းလေးကိုရှာတယ်အခြားပညာရှင်တွေပြပတ်ပြပတ်ထားတဲ့စာအုပ်တွေကိုဖတ်ပြီးတော့လေ့လာတယ်လေ့လာပြီးတော့ကျောင်းမှာလက်တွေ့အသုံးချပြီးတော့ကလေးကိုပြင်ပြထောင်ပေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ကလေးကဘာတွေပြောင်းလဲသွားလို့ဆိုရှင်ကလေးကသူ့ရဲ့မိဘကိုယ်တိုင်ကတော့မှမမှတ်မိလောက်တော့တဲ့အထိအာအယံကိုယဉ်ကျေးလာတယ်အယံကိုလိမ်မာလာတဲ့ကလေးအဖြစ်ပြောင်းလဲသွားတယ်ပေါ့နော် အော်အဲ့လိုမျိုးတိုးတက်ပြောင်းလဲလာတဲ့အထိ miss အဲ miss အနေနဲ့ပြင်ပြောင်းလဲပြီးခဲ့တယ်ပေါ့နော်ကလေးရဲ့တိုးတက်ပြောင်းလဲမှုအတွက်အာကျောင်းမှာဆိုလို့ရှိရင်ကျောင်းကဆရာဆရာမတွေရဲ့ပံ့ပိုးမှုပေါ့နော်အိမ်မှာဆိုလို့ရှိရင်မိသားစုဝင်တွေရဲ့ပံ့ပိုးမှုပေါ့နော်အာ တခုနဲ့တခုပတ်မိုးလှုပ်ဆောင်မှုကတော့မတူဘူးသို့ပေမဲ့ဘယ်အရာဘယ်ဘယ်ဖွံ့ဖြိုးမှုအတွက်ပဲလှုပ်လို့အဓိကကတော့အားပေးမှုကတော့အဓိကပေါ့နော်အဒီကလေးကစကားနည်းနေရဆိုလို့ရှိရင်စကားများများပြောပေးရမယ်ဒီကလေးကဆိုရှယ်ပိုင်းမှာလူကြောက်နေရဆိုလို့ရှိရင်ပတ်ဝန်းကျင်အပြင်ပတ်ဝန်းကျင်ဒေသကိုများများခေါ်သွားပေးရမယ်အားပြုလို့ရှိရင်တငယ်ချင်းတွေနဲ့များများထိတွေ့ဆက်ဆံဆက်ဆံပေးရမယ်ပေါ့နော်ပြီးတော့ဒီကလေးကတခုဆိုလို့ရှိရင်မလှုပ်ချင်တာမျိုးတွေတွေ့နေရဆိုလို့ရှိရင်ဒီကလေးကိုလှုပ်ဆောင်ခွင့်တွေများများပေးရမယ်ပေါ့နော်ကလေးကိုလှုပ်ဆောင်ခွင့်တွေများများပေးရမယ်ရွေးချယ်ခွင့်တွေ များများပေးတဲ့အခါမှာဆိုလို့ရှင်ကလေးဒီကိုအားကိုကိုလှုံ့ဆော်တက်လာမယ်။အာပြီးတော့စကားများများပြောပြတဲ့အတွက်ကြောင့်မို့လို့အာကလေးကစကားများပြောပြလာမယ်။လူကြောက်တတ်တဲ့ကလေးကိုဆိုရှယ်ပိုင်းမှာဖွံ့ဖြိုးတိုးတက်လာအောင်အပြင်ပဝန်းကျင်ဒေသတွေကိုအာများများလှုပ်ပေးတာပဲဖြစ်ဖြစ်အကြောင်းလေးလိုက်ကြီးတွေမှာများများထည့်ပေးတာပဲဖြစ်ဖြစ်အထူးသဖြင့်လုပ်တဲ့အတွက်ကြောင့်မို့ကလေးတွေက ဆိုရှယ်ပိုင်းမှာကျွမ်းလာမယ်ကျွမ်းကျင်လာမယ်ပေါ့နော်ခွေမမှု6ရက်လုံးကိုစဉ်းစားပြီးတော့ဘယ်ကလေးကတော့ဘယ် language ပိုင်းမှာလိုအပ်နေသေးလဲဘယ်ကလေးကတော့ဘယ် social ပိုင်းမှာလိုအပ်နေသေးလဲစဉ်းစားပြီးတော့ခွေမမှုလိုတဲ့အပိုင်းနေလိုက်ပေါ့နော် miss ကနေပတ်မှုလှုပ်ဆောင်မှုတွေပေးတယ်မိတို့ကြောင့်မှဆိုလို့ရှိရင်လည်းခွေမမှုတစ်ခုတစ်ချက်ချင်းစီကိုလိုက်ပြီးတော့ကလေးတယောက်နဲ့တယောက်ကမတူတာဖြစ်တဲ့ကြောင့်မို့တယောက်နဲ့တယောက်ကိုပတ်မှုလှုပ်ဆောင်ပေးရတဲ့အရာတွေကတော့မတူဘူးပေါ့နော်အဓိကလှုပ်ဆောင်ပေးရမှာတော့အားပေးချစ်ခင်မှုအပြည့်အဝပေးရမယ်ပေါ့နော်အားပေးချစ်ခင်မှုတွေချီးကျူးအသိမှတ်ပြုမှုတွေကတော့ဘယ်ချိန်မှဆိုပေးရမှာပေါ့နော်